thank you အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Case Sport Channel လေးကနေကြိုဆိုပါရစေမနေ့ကကမ္ဘာဖလားခြေစစ်ပွဲမှာဆိုလို့ရှိရင်အင်္ဂလန်သင်းဟာတလုံးနဲ့သောဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တူချက်လာအောင်မှာဆိုလို့ရှိရင်အင်္ဂလန်သင်းဟာ၃ပွဲဆက်ပေးကိုမရှိနဲ့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ Super Sunday ညမှာဆိုလို့ရှိရင်လည်း Nation League ပြိုင်ပွဲရဲ့တတိယလူပွဲနဲ့ဘောလူပွဲစဉ်တွေရှိပြီးတော့အဲ့ဒီပွဲစဉ်တွေကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးမှာပဲဖြစ်ပါတယ် ဒီနေ့ Super Sunday တနင်္ဂနွေနေ့ည9:00နာရီခွဲမှာဆိုလို့ရှိရင်တော့ဂျာမနီသင်းဟာပြင်သစ်သင်းနဲ့ Nation League တတိယလူပွဲဖြစ်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ကစားမယ့်နေရာဆိုလို့ရှိရင်တော့စတုဂတ်သင်းရဲ့အိမ်ဝင်းမှာရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဒီပွဲသင်းမှာဆိုလို့ရှိရင်ဂျာမနီသင်းကဘော်ရီပေါက်ကျေး level 10ပြားရှုံးစုခြေပွင့်ထားပြီးတော့ဂိုးပေါင်းစည်းက3လုံးရှုံးရင်10ပြားရှုံးစုခြေပွင့်ထားတာပဲဖြစ်ပါတယ်။ ီနှစ်သင်းရဲ့ရန်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဂျာမနီသင်းဟာလည်းပေါ်တူဂီသင်းကို2-1နဲ့အေးနေငယ်လို့တတိယပြိုင်ပွဲတတိယလူပွဲကိုရောက်ရှိလာတာဖြစ်ပြီးတော့ပြင်သစ်သင်းဟာဆိုလို့ရှိရင်လည်းစပိန်သင်းကိုပြန်လည်သွင်းကိုးတွေနဲ့အတူရေးနေငယ်တာပဲဖြစ်ပါတယ်ပြင်းထန်သင်းဟာဆိုလို့ရှိရင်တော့ PSG သင်းမှာထူးချက်ခြေစွမ်းပြခဲ့တဲ့ဒန်ဘီလီနဲ့ဘာဂိုလာတို့ဟာဆိုလို့ရှိရင်ဒီတတိယလူပွဲမှာလွဲချော်မှာပဲဖြစ်ပါတယ်။ဂျာမနီသင်းဟာဆိုလို့ရှိရင်လည်း လူဆောင်နီးပါးပါဝင်လာနိုင်မှာဖြစ်ပြီးတော့ကစားရမှာကလည်းဂျာမနီမြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂျာမနီပေါ်ဒီကိုပဲရွေးချယ်ပေးကြပါတယ်ဒီနှစ်သင်းရဲ့လူဝင်အားအများဆိုလို့ရှိရင်ပြည်သင်သင်းကအနေငယ်တာလွန်နာမှန်ပေမဲ့လည်းဂျာမနီသင်းတို့ဂျာမနီမြေမှာကစားရမှာဖြစ်တဲ့တော့ကြောင့်မို့လို့သူတို့အတွက်အားသာချက်ကအနေငယ်ရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကဂျာမနီပေါ်ဒီကိုရွေးချယ်ပေးထားတာပဲဖြစ်ပါတယ်။ ဒီနေ့တနင်္ဂနွေနေ့ညတနားရီခွဲမှာဆိုလို့ရှိရင်တော့စိတ်ကြီးရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းနဲ့စိတ်လေးလမိုင်းရမရဲ့စပိန်အသင်းတို့ဟာ Nation League Final ပွဲစဉ်ကိုကစားကြမှာပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ဘောလူပွဲကိုတက်လာတဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပေါ်တူဂီသင်းဟာဆိုလို့ရှိရင်လည်းစစ်ကြီးရိုနယ်ဒိုရဲ့ဂိုးနဲ့ဂျာမနီသင်းကိုအနိုင်ယူပြီးတော့ဘောလူပွဲကိုတက်လာတာဖြစ်ပြီးတော့စပိန်သင်းဟာဆိုလို့ရှိရင်လည်းစိတ်လေးလမိုင်းရမဲရဲ့သွင်းဂိုးနဲ့အတူဖိုင်နယ်ကိုတက်လန်းလာခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပေါ်တူဂီအသင်းဟာဆိုလို့ရှိရင်တော့စိတ်ကြီးရော်နယ်ဒိုလိုအတွေ့အကြုံရင်းတဲ့ကစားသမားကဥဆောင်နေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့စပိန်အသင်းဟာဆိုလို့ရှိရင်လည်းလူငယ်ရွှေရောင်မျိုးဆက်တစ်တွေနဲ့အတူခြေစွမ်းနေပြနေတဲ့ကစားသမားတွေနဲ့ပွဲစည်းထားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်ဒီဘောလူပွဲကိုတော့ဂျာမနီနိုင်ငံဘိုင်ယန်မြူးနစ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Allianz Arena ကွင်းကြီးမှာ ဖလားလူပွဲဖြစ်ကန်ကြမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်စပိန်အသင်းကပေါ်တူဂီအသင်းကိုဘော်ဒီပေါက်ကျေး level 80ရှုံးဆိုကျေးပွင့်ထားပြီးတော့ဂိုးပေါင်းဈေးက၃လုံးရှုရင်30စားရမယ်ဆိုပြီးကျေးပွင့်ထားတာပဲဖြစ်ပါတယ် level 80ဆိုတဲ့ပေါက်ကျေးနေထားဆိုလို့ရှိရင်တော့တေးကြလေးများတာဖြစ်ပြီးတော့ဘောလူပွဲစဉ်ဖြစ်ပေမဲ့လည်းဂိုးပေါင်းဈေးကတော့အနည်းငယ်လေးပြင်းရှာနေတာပဲဖြစ်ပါတယ် ဒီပွဲစဉ်မှာဆိုလို့ရှိရင်စိတ်ကြီးရော်နယ်ဒိုတို့အတွေ့အကြုံရင်းနဲ့အသင်းပေါ်တူဂီအသင်းနဲ့လူငယ်ခြေတက်တွေနဲ့ခြေစွမ်းပြနေတဲ့စပိန်သင်းတို့ရဲ့အားပြိုင်မှုကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ကတော့ပေါ်တူဂီအသင်းကိုပဲရွေးချယ်ပေးခြင်းပါတယ် ပေါက်ကျင်းနေတာကိုကြည့်မယ်ဆိုလို့ရှိရင် level 80ဆိုတဲ့ပေါက်ကျင်းနေတာဟာအသေးချလေးများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကအောက်အသင်းပေါ်တူဂီအသင်းကိုရွေးချယ်ပေးထားတာပဲဖြစ်ပါတယ်။မိနစ်60အတွင်းမှာဆိုလို့ရှိရင်တော့ပေါ်တူဂီအသင်းတို့လူငယ်ခြေတက်တွေနဲ့စုဖွဲ့ထားတဲ့စပိန်အသင်းကိုမရှုံးနိုင်ဘူးလို့ကျွန်တော်အနေနဲ့ခန့်မှန်းပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ်တူဂီအသင်းဘော်ဒီကိုရွေးချယ်ပေးထားတာပဲဖြစ်ပါတယ်။ ချိန်ပေါ်မှာဆိုလို့ရှိရင်တော့စပိန်သင်းတို့အနိုင်ရရှိသွားနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့မိနစ်60အတွင်းမှာဆိုလို့ရှိရင်ပေါ်တူဂီဘော်ဒီနဲ့ကိုအောက်ကိုပဲရွေးချယ်ပေးပါတယ်ဒါလေးကတော့ဒီနေ့စူပါဆန်ဒေးညမှာကသားကြမယ်နေရှင်းလီတတိယလူပွဲနဲ့နေရှင်းလီဘိုလူပွဲအကြောင်းလေးကိုကျွန်တော် နေနဲ့ပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရွေးချယ်သုံးသက်ပေးထားတာလေးတွေကိုမိတ်ဆွေတို့နဲ့အကြိုက်တွင်ဆောက်လို့ရပြီးကြိုက်မတွင်ပတ်ကန်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်